လူလင်းကားဆယ်ယောက်နဲ့ဖြန့်ပြီးတော့တိုက်နေတဲ့အေအေကိုတမင်တကာများမွေးထားသလားအလုံးပေးမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒန်းတူတဒန်းကုတ်တွေကိုတစားပြနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြီးကိုတောင်းဆိုချင်ပါတယ်တင်မောင်ကိုနွားမောင်ကိုစစ်ကြည့်ပေါ့ဗျာနော်ဟုတ်တယ်တင်မောင်ကိုခေါ်ခေါ်စစ်လိုက်ရင်တော့မှလမ်းကျောကတိတယ်နော်ဘာကြောင့်လဲဆိုတော့အဲ့ဒီ ARW ပေါ့နော်ဒီရိုးမှတကျောကတစ်ခိုး ဘယ်လိုခေါ်မလဲဆိုတော့တစ်ခရိုနီတွေရဲ့ရင်ကျေးမှုရှိတယ်ဗျာသူတို့ရင်ကျေးမှုကသူတို့မှာအပိုင်စားရှိတယ်ဗျာဒီလမ်းကိုသူဖောက်ထားလို့ရှိရင်ဒါသူ့လမ်းလမ်းကသူဖောက်ထားတဲ့လမ်းနဲ့ဒီလမ်းကိုအသုံးပြုလို့ရှိရင်အဲ့လမ်းကိုမှထပ်ပြီးတော့ဖောက်ထားတဲ့နောက်တဲ့ခရိုနီရဲ့လမ်းပြောရချင်းဒီရနေဒီချိန်နေထိကနေရာထိကသူ့ရဲ့တစ်ခိုးလန်းသူ့ရဲ့တစ်ဖြစ်နေသူ့ရဲ့ဘာလို့ဆိုတော့တစ်တော်အဖြစ်နဲ့သူကတတ်မှတ်တာဖြစ်တယ်တတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလန်းကျောတွေကိုကျွမ်းကျင်ကျင်သိချင်ရင်ဒီတစ်မောင်ခိုးတွေပဲခင်ဗျားတို့ခေါ်မင်း တင်မောင်ခေါ်တဲ့ခုံမင်းလာနဲ့ဒီအေအေဘယ်ကဆင်းနေဗမာစုနဲ့ဘယ်နေရာမှာနေတယ်ဘယ်နေရာကနေဘယ်လိုလာတိုက်လာသိနိုင်တယ်အဲ့ဒီအချိန်တွေကကျွန်တော်ကလေဘယ်လိုမှမဆိုတော့ပြောထားတယ်အခုတော့ဘယ်လိုတွေဖြစ်ကုန်မလဲဆိုတဲ့ခါကျတော့တောင်မင်းမြောင်မင်းမကင်နိုင်တဲ့အချိန်တွေဖြစ်ကုန်တယ်အဲ့ဒီရိုးကိုဆင်းလာပြီးဆိုရင်ရွာတွေရှိတယ်ဒီရွာတွေအားလုံးကိုတို့ကတို့အပိုင်ရွာတွေအဖြစ်နဲ့လောက်လိုက်ပြီအေးအခုချိန်ထိပေါ့ဗျာနော်အနောက်တကြောကိုတော့တို့တွေဒါမျိုးလှုပ်ထားနိုင်မယ်အရှေ့တကြောကိုတော့အခုအရှေ့ကအရှေ့အရှေ့ဆိုတော့ကျွန်တော်ပသိမ်မုံရောင်လမ်းရဲ့အရှေ့ဘက်ကိုတော့ဒါဒီစီရေးအဖြစ်တို့ တိုက်ပွဲပေါ်ဆောင်နေပြီစခန်းတွေကိုလာတိုက်နေပြီဆိုတော့သိစေချင်တယ်နော်ငါတိုင်းချောင်းကြီးကြီးတတိလေးလည်းပြောပြပေးပါအောင်အေးပေါ့အဲ့တော့အာဒီ AI တွေနဲ့ပတ်သက်ပြီးတော့ဗောနော်အားလုံးကတော့တို့ကြားသမျှတို့ရသမျှကိုတို့ပြောနေမှာပဲဖြစ်တယ်အဲ့တော့ဘုသူတည်င်းမှန်တယ်ဘုသူတည်င်းမှားတယ်ဆိုတာကတော့ကျွန်တော်အမြဲတမ်းပြောပါတယ်ခင်ဗျားတို့နိုင်ငံရေးလောကမှာနော် နိုင်ငံရေးစကားတွေဟလားစစ်ရေးစကားတွေမိမိနိုင်ငံအရေးကိုလာနားထောင်ပြီဆိုကြတဲ့ကခင်ဗျားတို့ကျွန်တော်ငါပိတ်မသတ်မှတ်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ခင်ဗျားတို့နိုင်ငံကြီးတစ်ခုလုံးရဲ့အရေးတော်သိချင်မှတော့တာမန်ပေါ့ဗျာနော်။တာမန်ပုံကူပေါ့။ဟိုတာမန်ပြည်သူတယောက်ဆိုလို့ရှိရင်တော့သွားမှာပေါ့ဗျာဟိုမှာအဖို့ချွတ် line တွေရှိတယ်။အဲဘယ်ခေါ်မလဲဆိုတော့ဈေး shopping online shopping တွေရှိတယ်ဟုတ်လား။အဲ sale တွေရှိတယ်။သူတို့တွေရဲ့စကားဟီဟာဟာသွားနားထောင်မှာပေါ့ဗျာ။ဟုတ်တယ်မလား။ကိုမောင်မောင်ရဲ့ live မှာလာနားထောင်ပြီဆိုတော့အနေအဆုံးဉာဏ်ရည်ကတော့ အတိုင်းနာတစ်ခုထိခင်ဗျားတို့မြင့်မိသားဖြစ်တယ်နော်အတိုင်းနာတစ်ခုထိမြင့်မိသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ပြောတာမှန်သလားနောက်ထပ်ဆယ်လီတွေပေါ့ဗျာနောက်ထပ်ဆယ်လီတွေနောက်ထပ်သတင်းဆယ်လီတွေပြောတာမှန်သလားဆိုတော့ခင်ဗျားတို့မှာကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်ကိုယ်ပိုင်တွေးခေါ်နိုင်တဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်အနေနဲ့အခု online ပေါ်မှာသူတို့ပြောတာမှန်သလားကိုပြောတာမှန်သလားဆိုတာကိုကျွန်တော်အနေနဲ့ဘာမှဝေဖန်မှာမဟုတ်ဘူးအခုကျွန်တော်ပြောတာဒီကျွန်တော်သိတာကိုကျွန်တော်ပြောတာဖြစ်တယ်ကျွန်တော်နားလည်ထားတာကိုကျွန်တော်ပြောတာဖြစ်သလိုကျွန်တော်ရရှိရတဲ့သတင်းကိုမချင်းမချန်အတိအကျပြောပြနေတာဖြစ်တယ်နော်အဲ့တော့ ဟုတ်လို့မှားတော့ဒီလူမှန်သလားဆိုတော့ဒီဘလို့ခေါ်မလဲအဲပြောဆိုမှုမျိုးတွေကိုကျွန်တော်ပြန်လည်ဖြေကြားမှာမဟုတ်ဘူးဒါသူတို့ယုံကြည်ချက်နဲ့သူတို့ကိုယ်တိုင်လည်းဘယ်သူမှအခုလောလောဆယ်ပေါ့နော်အရှည်တန်းစစ်မျက်နှာအထိအဲစစ်သတင်းယူနိုင်တဲ့အဲသတင်းသမားဆိုတာ BBC လို့ RFA လို့တော့မရှိပါဘူးเนาะဟို CNN လို့တကယ်ဒီနိုင်ငံတကာသတင်းဌာနကြီးတွေပဲရှေ့တန်းနေသွားပြီးတော့ body cam တက်ပြီးတော့သွားယူကြတာဖြစ်တယ်เนาะအဲ့တော့အဲစစ်သတင်းနဲ့ပတ်သက်ပြီးတော့စစ်သတင်းနိုင်ငံရေးသတင်းနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ပြောချင်တာက ခင်ဗျားတို့နားထောင်နေတဲ့သူတွေအားလုံးဟာအသိဉာဏ်ရှိပြီးသားတွေဖြစ်တယ်။ခင်ဗျားတို့မှလည်းကျွန်တော်သိသလောက်မသိရင်တော့မှပဲခင်ဗျားတို့မှအတွေ့အကြုံတွေရှိသလိုခင်ဗျားတို့မှကျွန်တော်တို့လိုမျိုးပဲသတင်းချက်လက်တွေရထားတာတွေရှိတယ်။အဲ့ဒီပေါ်မှာအခြေခံပြီးတော့သတင်းစာသုံးပါလို့ကျွန်တော်ပြောချင်တယ်နော်။ဟုတ်လား။လေးမျက်နှာငတိုင်းချောင်းနေရအောင်လို့ဆိုတော့လေးမျက်နှာအနေနဲ့ကတော့အခုချိန်ကြီးပါမြို့တော်တို့မပေါက်နိုင်သေးပါဘူးเนาะရွာတွေဘက်ချမ်းပါပဲတို့ပေါက်ပါလားတို့တွေတို့တွေဟို နေထိုင်နိုင်နေတာဖြစ်တယ်ပေါ့နော်ဟုတ်လားအဲ့တော့အဲဒုတိယတစ်ချက်အနေနဲ့ကျွန်တော်ထပ်ပြောမယ်နော်အဲဒါသတင်းတစ်ခုပေါ့ဗျာနော်အဲ့သတင်းကတော့ကြားကြိုက်ရွာလို့ခေါ်တာပေါ့ကြိုက်ကြိုက်ရွာလို့ခေါ်တယ်နော်ကြိုက်ကြိုက်ရွာရဲစခန်းကိုအဲ့တော့ကွန်ပေါင်းပြောတာသူတို့ပြောတော့ AACC ပဲ AACC ပဲပြောဟိုတတိယအခုစနပြောသလိုပေါ့ရဲကိုရောက်ထွက်ပြေးသွားတယ်ဒါလည်း AC နေနေ AC ပေါ့လေနော်အဲ့နောက်ထပ်ကြိုက်ကြိုက်ရွာရဲစခန်းအဲကြိုက်ကြိုက်ရွာရဲစခန်းက AA AR 600နဲ့ဝင် AA နဲ့ပေါ့နော်သူတို့အစုပေါင်းအုပ်စု600လောက်နဲ့ဝင်တိုက်တယ်တိုက်တဲ့အခါမှာစခန်းမှုကထွက်ပြေးရတယ်နော်စခန်းမှုကထွက်ပြေးရတယ်သူတနက်ကလေးကသူပအောင်တည်သွားပါလေနော်အဲ့တော့ရဲစခန်းကျသွားတယ်ကြက်ကရွာရဲစခန်းကျသွားတဲ့အပြင်ကိုနော်အာခုဆိုအခုတော့စစ်တပ်ကပြန်ပြီးတော့အဲ့ကြက်ကရွာကိုပြန်ပြီးတော့ဝင်တိုက်နေပါပြီနော်ပြန်ပြီးတော့ရအောင်လို့ဆောင်ရွက်နေပါပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့အခုအဓိကသတင်းအနေနဲ့သိစေချင်တာကတော့ကြက်ကရွာရဲစခန်းကျသွားတယ် ရဲစခန်းမှုထွက်ပြေးသွားရတယ်နော်အေးအင်အား6ရောင်လုံးနဲ့ဝင်တိုက်တယ်အားလုံးကြပါမှသာနဲ့အခုစတက်ကပြန်ပြီးတော့ချက်ကရွာကိုထုနေပါပြီနော်အဲ့တော့ချက်ကရွာအခြေအနေကတော့အခြေအနေအခြေအနေကအခြေအနေပေါ့ဗျာနော်ဒါ AR ကိုအဓိကထားပြီးကျွန်တော်ပြောနေတာပါအခုလောလောဆယ်ကျွန်တော်စကားပြောနေချိန်မှာရေရေပြူရွာကို drone နဲ့ချနေတယ်နော်အဝိုင်းခံနေရတယ်နော်အဲ့ဒါကတော့တခုပေါ့ဗျာနော်အဲနောက်တဲ့သတင်းချက်လက်နေနေကတော့အဲ့ဒီလေးမျက်နှာမှာပဲရှမ်းကွင်းတို့နော် ပန်းတင်ရွာတို့ကိုအေအေကဖုံးနေတင်ထားလိုက်ပြီအဲ့တော့အဲ့ဒီမှာရွာမှာလူတွေကိုဖမ်းနေဖမ်းပြီးတော့စစ်ပြန်တိုက်ခိုင်းနေငကြင်းစီရငကြင်းပြန်ကြော်နေပေါ့ဗျာနော်အဲ့တော့အခုလက်ရှိအခြေအနေပေါ့လေးမျက်နာကအဲတဲနုကုန်းနော်ဇေကကုန်းနော်ပရိုဖက်ဆာငါးပုတ်ကွင်းပန်းတင်နော်ပန်းတင်ရှမ်းကွင်းကညူကုန်းချင်းကုန်းနော်ရန်သူရဲ့ဒီဘယ်လိုဟောမလဲဆိုတော့ရန်သူ မွေနောက်နေပြီပေါ့ဗျာနော်ရန်သူမွေနောက်နေပိုင်ခွင့်ရသွားပြီပေါ့ဟုတ်လားမှာရေဖြူပဲကြံတော့တယ်တဲ့နော်ရေဖြူပဲကြံတော့တယ်ရေဖြူရွာကလည်းခုလက်ရှိအချိန်ထဲမှာအဝိုင်းခံနေရတာအဲ့တော့အောက်မှာဘာမှဖြစ်ဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးဆိုတော့အဲဘယ်လိုခေါ်မလဲဆိုတော့ပြောဆိုမှုမျိုးတွေကအထက်ကလည်းမသိအထက်ကလည်းအောက်ကိုမသိအဲအဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ ARA do time မှုတို့ time မှုတို့ကလည်းသူတို့လုံကြော်ရင်ပြီးတော့ဆိုတဲ့ပုံစံမျိုးဖြစ်နေဒီကိစ္စ view ဟာမှုကအထက်ကိုတင်ပြရမှာဖြစ်ပါတယ်နော်အဲ့တော့ တုံးလေးလေးအခြေအနေမကောင်းอืมဟေးတုံးလေးလေးကအော်တဲ့ကိုအောက်မှာကြောက်ရရတွေ့ရနော်တုံးလေးလေးနဲ့ပတ်သက်ပြီးတော့ဟာတုံးလေးလေးအခုခင်ဗျားတို့အဲ့ဒီဘာသတင်းတွေမှာတော့ ARV အခြေအနေကောင်းမှာတုံးလေးလေးအခြေအနေကောင်းမှာတုံးလေးလေးအခြေအနေကောင်းဟိုတနေ့ကစစ်မှုဟိုပကုံးမဲ့စစ်သားလေးစီကြောတန်ရရတော့နောက်ထပ်အချက်ပို့ပြီးထပ်ရောက်လာသေးတယ်အများကြီးပဲရောက်လာတာနော်တန်ရရတာတူတယ်အဲ့တော့၃လေးလေးမှာထပ်ပြောလိုက်မယ်เนาะအဲ့၃လေးလေးခြေနေကောင်းပါစေစေပြောပြမယ်เนาะ တရင်တက်ဖွဲ့ပဲဘယ်တရင်မှုကဘလို့ကြပါလဲဆိုတာပြောပြနေတဲ့ကုမ္ပဏီမောင်ဖြစ်တယ်နော်ဟိုဘလို့ခေါ်မလဲဆိုတော့နစုံနှဖျားနဲ့ဟိုအဲ့လိုမျိုးပေါ့နစုံနစုံနှဖျားနဲ့ပြောနေတာမဟုတ်ဘူးတရင်မှုကြရင်ကြတဲ့တရင်မှုတက်တက်နယ်ကအစဘယ်တရင်ကဘယ်ကလာလဲဆိုတော့အစကုမ္ပဏီမောင်ပြောပြလိမ့်ရှိရနော်အဲ့တော့ဟုတ်လားမဟုတ်လားဆိုတာနာရေးကျင်နာမှာသွားဖတ်ကြည့်ပါဟုတ်လား သုံးလေးလေးမကြသေးပါဘူးဆိုတော့သုံးလေးလေးကတော့မကြပါဘူးเนาะမကြသေးဘူးသူ့ဘာတော့သုံးလေးလေးကိုသူတို့ကတိုက်နေတာဖြစ်တယ်အဲ့တော့အေးအေးအနေနဲ့ကသူတို့ကအခုပန်တော်ကြီးကိုတိုက်ရင်မဲပေါက်သူတိုက်တာသိရမလားဒီနေ့ဒီနေ့ကတိုက်လို့ရှိရင်နောက်နေ့နောက်တစ်နေ့အောင်တိုက်အဲ့တော့တက်ပြောင်းတက်လုတ်တွေကဒီလောက်ဝေးကွာတဲ့ဥစ္စာကိုသူတို့ကုန်းချောင်းတော့သွားလို့ရမှာမဟုတ်ဘူးเนาะအဲ့သူတို့ကားတွေနဲ့သွားတာတွေဒါမျိုးတွေရှိရောဗျာเนาะအဲ့တော့ထောက်ဖို့တွေအားလုံးကဒီကားတွေကလည်းအခုဂိတ်တွေမှတေချာစစ်ဖို့လိုတယ်เนาะအဓိကဖြစ်ပေါ့เนาะ ဆယ်တန်ကားလို့နော်တစ်တင်တဲ့ကားလို့သတိထားစစ်ပါအထဲမှာခိုးကြီးပါလာတိုင်းလည်းရှိနိုင်တယ်အဲ့တော့တတိကျကျစစ်ဖို့လိုတယ်အဲ့တော့အဲ့ဒီစကားတွေကိုလည်းဘယ်သူမှမစစ်ရဲဘူးဘာကြောင့်လဲဆိုတော့ခရိုဒီကားတွေဖြစ်နေတယ်အဲ့ဒီခရိုဒီကားတွေကလည်းဆယ်တန်ကားဆိုပြီးတဒံကိုတသိန်းနော်တန်30ဆိုသိန်း30နဲ့နော်အခောက်ခဏခောက်တော့တော့တော့လို့ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့တတိကျစစ်ဖို့လိုတယ်အဲ့လိုမှသာလေဒီသူတို့ရဲ့တက်လို့တက်ပြောင်းနေတာသတိထားနိုင်မှာဖြစ်ပါတော့ဗောနော်အဲ့တော့အခု အကုံမောင်နေနဲ့ပြောသွားတယ်ပြောတဲ့အချိန်မှာကြက်ကိုက်ရွာရဲစခန်းကြတယ်မားတယ်ဟေးဆိုလို့ရှိရင်သွားပြောကြက်ကိုက်ရွာသားတွေရှိလို့ရှိရင်ကျွန်တော်လာပြောငါကြက်ကိုက်ရွာမှာနေတာဘာမှမဖြစ်ပါဘူးဆိုတဲ့သူတွေအဲလာပြီးတော့စောရကတက်နိုင်တယ် complaint တက်နိုင်တယ်နော်ဟုတ်ပြီနောက်တစ်ခုပန်တော်ကြီးမှာနေတယ်ပန်တော်ကြီးအေးဆေးဆေးပါလို့ပြောနေတဲ့သူတွေအဲကျွန်တော်ကိုလာပြီးတော့ complaint တက်နိုင်တယ်ပန်တော်ကြီးဘာမှမဖြစ်ဆက်ဆက်ရွရွာမှာဘာမှမဖြစ်ပါဘူးဆိုလို့ပြောလို့ရတယ်အခုရေပြူရွာမှာဝိုင်းခံတိုက်ခံနေရတယ်ရေပြူရွာဘာမှမဖြစ်ပါဘူးကိုမောင် ြောရရင်မားနေပါဆိုလာပြီးစောရကတက်ပိုင်ခွင့်ရှိတယ်အဲ့ဒါလည်းပတ်သက်ပြီးတော့ဖြည့်ရှင်းဖို့ကျွန်တော်ဆင်နေရှိတယ်နော်ရေးပြီးပါဟုတ်ပြီနောက်ထပ်ပေါ်ကျွန်တော်တို့နောက်ထပ်ပေါ်တဲမှုကုံရဲစခန်းကနေပြီးတော့ရေးကိုရောက်ဖြတ်ပြေးသွားတာလေအဲလာပြီးတော့ခင်ဗျားတို့တိတ်ပြီးတရင်ကိုတရင်ကတေးချပါတယ်ဖြစ်ဆိုလို့ရှိရင်လာပြီးတော့စောရကတက်နိုင်တယ် complaint တက်နိုင်တယ်နော်အဲ့တော့ ARV အချင်းတွေဒီကဲ့သို့ဒီချမ်းသာရှိတယ်။သို့ပါတော့လည်းပဲအထိုင်းစခန်းတွေကို AA အနေနဲ့တိုက်မယ်ဟဲ့ဆိုရင်တော့သူတို့ရဲ့စိန်ခေါ်မှုကြီးကြီးမမှန်ရင်ဆိုင်အောင်ပါပါ။နော်။စိန်ခေါ်မှုသာပါရဲဆိုလို့ရှိရင် အဲတော်မြားစခန်းတွေကတက်ကွင်းကိုတေချာစီစဉ်ပြီးတော့မှဆောက်တာပေါ့နော်အဲ့တော့ခက်တာကစစ်တပ်ကလည်းတက်ကွင်းပေါ်ဆောင်ပြီးတော့စောင့်နေတာဖြစ်တယ်စစ်တပ်တက်ကွင်းပေါ်ဆောင်ပြီးစောင့်တယ်လို့တပုံကလည်းတက်ကွင်းထဲတော့မလာဘူးအဲသူတို့ကလည်းသူတို့ရဲ့ခြေကိုရအောင်ကြိုးစားတယ်အဲ့တော့စစ်တပ်နဲ့တပုံနဲ့ကကျွန်တော်အမြင်နဲ့ပြောနေတယ်လို့စစ်တပ်ကတက်ခုရေးတပုံကမြို့ခုရွာခုသည်တဲ့အဲ့တော့ဘယ်သူတွေထိနာလဲဆိုတော့စစ်တပ်ကလည်းအဲမဲမဲမြင်တဲ့နေရာလမ်းထုလို့မလို့ဆိုလို့ရှိရင်အဲရွာတွေအားလုံးကတပုံခိုးနေတော့ရွာပြက်စီးမယ် အဲ့တော့စစ်တက်ရှိတဲ့နေရာကိုလည်းတဘုံကလာတိုက်ဖို့တော်တော်ခက်ခဲမဲ့သူတို့ဘဝနဲ့ရင်းပြီးအကုန်လုံးမိဘပြုတ်တဲ့အချိန်ကြီးမှာအချိန်မှာစစ်တက်ကိုရမှာဥမာပြည့်ကွင်းကောက်ပေါ့ကွင်းကောက်တက်ကကငါ့ကိုဝင်ဖို့ဆိုလို့ရှိရင်အဲသူတို့အနေနဲ့ကတော့ဈာမှာရှိတော့တက်ကွင်းတွေကိုကြောအောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတက်ကကငါးနာမရောက်ခင်ပါတယ်မဲ့အဲတဘုံကအပြောင်းရှင်းမိတာဖြစ်သွားလိမ့်မယ်အဲ့တော့တဘုံကလည်းတဘုံချင်းတဘုံချံเนาะဂျဘိုးချင်းဂျဘိုးချံကြံနေမှာပဲဖြစ်သလိုအဲစစ်တက်ကလည်းအခုချိန်ကြီးကတော့ အဲသူတို့ကလည်းသူတို့တက်စခန်းမကြရင် ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့နေနေတာဖြစ်တယ်အဲ့တော့အဲ့တော့စစ်တပ်ဘက်ကဘာလို့တင်တယ်လဲဆိုလို့ရှိရင်တော့အခုလိုမျိုးစခန်းထဲမှာအိတ်နေမဲ့အစားပေါ့ဗျာနော်ကာကင်းထုတ်ကာကင်းကိုမှပတ်ကင်းထုတ်ပတ်ကင်းကိုမှထုတ်ပြီးတော့လှုပ်ရှားထုတ်ပြီးတော့စောင်ရွက်မှသာလျှင်အဆင်ပြေနိုင်မယ်ပေါ့နော်အခုချိန်ဒီမှာတော့စစ်တပ်ကကာကင်းလဲကာကင်းကတော့တုံးလေးလေးမှာကာကင်းထုတ်တယ်နော်အဲကျန်တဲ့နေရာတွေကတော့ကာကင်းထုတ်မထုတ်ဆိုတာကျွန်တော်တို့အဲဘယူဟာချထားတဲ့ပုံစံလေးတွေတော့စိတ်ဝင်စားဖို့တော့ကောင်းပါတယ်နော် ဟုတ်လားအာဘယ်လိုခေါ်မလဲဆိုတော့အခုလောလောဆယ်ပေါ့အထိုင်စခန်းလေးတွေခြားထားနေရတယ်ရှိတယ်နော်အဲ့ထိုင်စခန်းတွေကိုလည်းလာတိုက်နေတယ်ဥမာပြည့်ရေကြီးလေးမျက်နှာကြားခြုံတော်မှာပြူဟာခြားထားတယ်နော်အဲ့တော့အဲ့တော့အာပန်းတော်ကြီးမှာလည်းနှစ်ပြူဟာတော့ထားထားတယ်အဲ့ဒီပြူဟာလေးတွေခြားခြားထားပြီးတော့စစ်တပ်ကပြူဟာမှာပဲနေပြီးတော့တပုံကတပုံတပုံကတော့ပတ်လုရှားတယ်အဲ့တော့တပုံကလုရှားနိုင်တယ်စစ်တပ်ကတော့စခန်းမှာပဲနေတယ်အဲ့တော့တပုံမလုရှားခင်ကိုကလုရှားဖို့လိုတယ်လို့တော့အကြံပေးပြစီခင်ဗျာနော် ဟုတ်လားအေးအဲ့တော့ဒါ ARV နဲ့ပတ်သက်ပြီးတော့ဒီနေ့အချင်းချုံပြီးတော့အသေးချာပြောရရင်တော့ ARV ကျွန်တော်တို့ပသိမ်မုံရလမ်းရဲ့နောက်ကျော် AA ကိုအောင်းခွင့်နေရနေပြီးတော့ဒီရွာတွေအားလုံးက AA AA ရဲ့စုံမွန်နေမြေအခြေအနေတစ်ဖြစ်လာပြီအဲ့တော့ ID အပေါ်မှာအခြေခံပြီးတော့ပသိမ်မုံရလမ်းရှိကစခန်းတွေတော်တော်များများကိုအခုအကဲဆန်းပြီးတော့တိုက်ပွဲပြီးအကဲဆန်းနေပြီဖြစ်တယ်เนาะအဲ့ဒါကတခုနောက်ထပ် တော်တော်များများသောရွာတွေမှာဖုံးတွေတင်ထားတာရှိတယ်။တချို့ရွာတွေသူတို့ရွာတွေဖြစ်အောင်လုပ်လိုက်ပြီးနော်နောက်ထပ်စကန်ရွာတွေကအဝိုင်းခံထားရရတယ်။အဲ့တော့တက်လို့တက်ပြောင်းနေသေးချာခီးဆိုင်စေခြင်းနဲ့နော်ဟုတ်ပြီ။ကြောင်းမြန်နေဖြစ်နေတယ်။ဟွန်းဟွန်းဟုတ်ပြီဒါက ARV အခြေအနေပေါ့ဟုတ်ပြီကျွန်တော်တို့ကြောက်ဖြူအခြေအနေလေးတွားရအောင်နော်ကြောက်ဖြူမှာစစ်တီတွေအဲကျွန်တော်တို့သဘုံစီမှာတွားပြီးအညံ့ခံတယ်ပေါ့ဗျာနော် အញ្ញံခန္ဓာနဲ့ပတ်သက်ပြီးတော့အဲတစ်ဖက်ကအဲစစ်သွေးကြောအပိထောက်ခံတဲ့သဘုံမီဒီယာတွေပေါ့သဘုံမီဒီယာတွေကထအော်တယ်သဘုံဆယ်လီတွေထအော်တယ်ဟာဒီလောက်ပေါ့ဘလောက်ဘလောက်အင်အားဘလောက်ပဏညာပေါ့အင်အားဘယ်နှစ်ပေါ့အေအေနဲ့လာပြီးတော့ပူပေါင်းသွားတယ်ပေါ့ပူပေါင်းသွားတယ်အဲ့ဒီချိန်မှာပဲကျွန်တော်တို့ဒီဘက်ပေါ့ဒီဘက်ကတော့ကျွန်တော်နားလေပြရမှာပါဟိုဘက်ကလည်းသတင်းမားတွေသဘုံနဲ့ဆိုင်ဝါတိုင်နေရရှိရလေအဲ့တော့ဒီကျွန်တော်တို့အဘ channel တွေပေါ့အဘရဲ့ ကျွန်တော်ဘာလို့ဖြစ်ပါလဲကျွန်တော်ဒီတက်ဘက်က channel လေးပေါ့တက်ဘက်က channel လေးကလည်းဟာလုံးဝတတိအမှားပါယတိပြက်လုံးဝအမှားပါအဲ့တော့အမှန်နဲ့အမှားကြားမှာကျွန်တော်ကဒီဘက်ကိုလည်းကျွန်တော်မှန်တယ်လို့ပြောလို့မရဘူးဟိုဘက်ကိုလည်းမှားတယ်လို့ပြောလို့မရဘူးဟိုဘက်ကိုလည်းမှန်တယ်လို့ပြောလို့မရဘူးအဲ့တော့ဒီအချိန်မှာခင်ဗျားတို့ဘယ်ဘက် channel ကိုနားထောင်နားတောင် propaganda ဆိုတဲ့ဒီဝါဒဖြန့်မှုတွေကြုံနေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တတိယတစ်ခုကိုစားသုံးတဲ့အခါမှာအရန်ကိုအရေးကြီးတယ်အဲ့တော့နှစ်ဖက် lobby တွေအနေနဲ့ကတော့ဟိုနှစ်ဖက်တတိယကိုဝိုင်းဖုံးရမယ် နှစ်ဖက်သတင်းကိုဝိုင်းဖွာကြမယ်ဒီလိုပုံစံမျိုးရှိတယ်အဲ့တော့ဒါတွေစပြီးတော့ထွက်ကလေးကကိုမမောင်အနေနဲ့ကပြောချင်တယ်ပြောချင်တယ်ဆိုပေမဲ့ကိုမမောင်ကလည်းအပုပ်မင်းလင်းပြောရရင်အမှန်တရားပဲခင်ဗျားတို့သိသိသိတယ်မှာလေဗျာနော်ခင်ဗျားတို့ခင်ဗျားတို့အမှန်တရားနဲ့ထိုက်တန်လာကိုကိုပြန်မေးဗျာခင်ဗျားတို့အားလုံးကျွန်တော်မေးမယ်ခင်ဗျားတို့အမှန်တရားနဲ့ထိုက်တန်တယ်လို့ကိုကိုကိုယူဆလားယူဆလားဒါမှမဟုတ်ဗျာအစိတ်ပျော်ရွှင်သွားရင်ပြီးရောပေါ့နော်ချုပ်စလာပြောတယ်ဗျာသိလားအာကိုမမောင်နဲ့ ကိုမောင်မောင်တည်င်းကိုတော့ကျွန်တော်အမှန်တရားတွေပါနေထောင်ခြင်းမှသာကျွန်တော်နားထောင်နေကြတယ်။ဒါပေမဲ့ကျွန်တော်စိတ်တက်ကြတယ်ပေါ့စိတ်တက်ကြတဲ့အချိန်မှာဘယ်တည်င်းကိုနားထောင်လဲဆိုလို့ရှိရင်အဲ့ဒီမှာအဲ့ဒီဘက်က channel တွေသွားပြီးတော့ခင်ဗျားတို့အဲ့ sit တဲ့ဘက်က channel တွေမှာသွားပြီးကျွန်တော်ကွာနားထောင်ပါလား။သွားပါပြောပြလိုက်ပါကြာကျွန်တော်စိတ်တက်ကြတဲ့အချိန်တွေလာနားထောင်မော်ဒီလာယူပါရတယ်။အဲ့တော့ကျွန်တော်လည်းမှန်တရားကိုပြောခြင်းတယ်။အမှန်တရားကိုမသိတာကကိုစိတ်တက်ကိုနှိမ်ချနေတယ်လို့ပဲနော်။ကိုထောက်ခံတဲ့ဖွဲ့စည်းကိုပြက်စီးအောင်လုပ်နေလို့ကျွန်တော်တို့ကယူဆတယ် မှန်တယ်နဲ့ထိုက်တန်ပါနော်ခင်ဗျားတို့အားလုံးအမှန်တရားနဲ့ထိုက်တန်ပါနော်အဲ့တော့မန်ရန်ထိုက်တန်ဆိုလို့ရှိရင်အကျွန်တော်အချက်လက်စုရတာဟုတ်ပထမဦးလုံးပထမအချက်လက်စုရတဲ့နေရာမှာသူတို့ဘက်ကပြောသလိုသူတို့ဘက်ကအင်အား80ကျော်ပေါ့နော်အင်အား80ကျော်လာပူပေါင်းတယ်ဆိုတာဖြစ်နိုင်တယ်ဖြစ်နိုင်တော့ကိုယ်တိုင်လည်းကျွန်တော်အတူတူသုံးသပ်ကြမှာကြာနော်အဲကျွန်တော်ရရှိတဲ့အချက်လက်တွေရဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်ရက်လောက်ကစစ်တီတွေရှိတဲ့နေရာမှာ ရှိမနေဘူး နော်စီတင်းကတာဝန်ကျတဲ့အနေရမှာသူတို့ရှိမနေဘူးရှိမနေပဲနဲ့တာဝန်ကျတဲ့အနေရကနေပြီးတော့ပျောက်သွားတယ်ထမင်းတော်ပြန်မစားဘူးနော်အဲသူတို့ကိုနော်နောက်ကနေစစ်တပ်ဆိုထောက်ပို့လောက်อ่ะသူတို့ထောက်ပို့လောက်တဲ့ဒီထမင်းနေတော်မှာပဲနောက်ဆုံးပြိတော့စားမဲ့သူမရှိလို့ဝက်ကျွေးလိုက်ရတာလေခွေးကျွေးလိုက်ရတာရှိရောဗျာနော်အဲ့တော့ထမင်းစားချိန်ထမင်းပြန်မစားတဲ့ဒီစစ်အင်အားကဘယ်လိုရောက်သွားသလဲရှည်တမ်းမှာမြတ်အလုံများနေသူတို့ဒီမှာထမင်းပြန်စားရမလဲနော်အဲ့တော့ထမင်းမစားဘူးဆိုတော့ဒီလူတွေပျောက်နေတယ် ြောက်နေတဲ့တစ်ဖက်ကလည်းအခုဆိုလို့ရှိရင်ကျွန်တော်ကအမလေးကပဲသူတို့ချက်ကြောက်လို့ဒီကိစ္စနဲ့ပတ်သက်ကျွန်တော်ဝန်ခံမရတယ်မဟုတ်ပါဗျာနော်ကျွန်တော်လည်းမလိုချင်ပါဘူးအဲ့တော့တနည်းအားဖြင့်ယူဆလိုက်ရသွားပြီယူဆလိုက်ရတဲ့ခုကတော့အဲ့ချိန်မှာကျွန်တော်ယူဆလိုက်ပြီအဲတဘုံနဲ့ပူပေါင်းသွားတယ်ဆိုတာကဖြစ်တန်ချီတဲ့ကတခုပေါ့ဗျာနော်အခုဒီနေ့တိတ်မကြခင်မှာပဲတဘုံဘက်ကရုပ်တံလေးနဲ့တက်လာပါပြီနော်စိတ်စီရခင်ရွှွန်ထဲမှာရွှွန်ညင်ထဲမှာတနာစရာအရန်ကိုကောင်းပါလေနော်တနာစရာအရန်ကိုကောင်းပါလေ ဲ့တော့ဒီစစ်တီတွေဘာကြောင့်မို့လို့ဒါမျိုးပေါ့နော်တပုံမှတ်မှာခိုးအောင်သွားတယ်ဆိုတာကစစ်တီတွေကိုတနည်းအားဖြင့်ကျွန်တော်တို့အပြစ်တင်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့ကလည်းအထက်အဘောက်ဘောမလွန်ရရောက်တယ်ကြာသိရစစ်တီတွေရဲ့အခက်ခဲကိုခင်ဗျားတို့မေးဘူးသလားနော်စစ်တီတွေရဲ့ဘယ်လိုခေါ်မလဲဆိုတော့ဖော်ဆောင်ခြင်းနဲ့ပုံစံမျိုးခင်ဗျားတို့လွတ်လွတ်လပ်ခွင့်ပြုဘူးသလားနော်စစ်တီတွေရဲ့တိုက်ပွဲပရိုဂရမ်ဆိုတော့မြေပြင်ဖြူဟာမှုတွေတပ်မှုတွေနော်အရာရှိစစ်တီတွေရဲ့ဟိုတကယ်ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင် စီစဉ်နေစီရေး plan တွေပေါ့နော်စီရေး plan တွေကိုနော် budget plan တွေကိုခင်ဗျားတို့တည်တည်ဆဲဆဲ view site ဖူးသလားပြီးတော့စစ်တီကိုင်နေရလက်နက်တွေရောကောင်းတယ်လို့များခင်ဗျားတို့ထင်နေသလားအဲ့ဒါခင်ဗျားတို့ကိုယ့်ကိုယ်ကိုယ်လည်းပြန်မင်းအောင်နော်အဲ့တော့စစ်တီတွေပေါ်မှာအခုတိုက်ခိုင်းထားတဲ့စစ်ကလည်းဘာနဲ့လားတဲ့တူလဲဆိုတော့ဟိုရှေ့မတိုးနောက်မဆုတ်ဘာမှမလုံမဟုတ်မပြုတ်မလုတ်တဲ့ပုံစံမျိုးနဲ့တိုက်ခိုင်းထားတာလေအဲ့တော့စစ်တီတွေဒီလိုမျိုးစိတ်တက်ကြတယ်ဆိုတာကစစ်တီတွေကိုကျွန်တော်တို့အပြစ်ပြောလို့တော့မရတော့ဘူး ခင်ဗျားတို့အထက်ကအချိုးမပြေတာပြက်ပြက်သားသားလည်းမလုပ်ဘူးဥမာပြအီရန်နဲ့အစ္စရေးဆော်တာတယောက်တယောက်ပြက်ပြက်သားသားဆော်တာအဲ့လိုမျိုးပြာ drone အစင်းယာနဲ့ချီစော်စမ်းမှာအေးဆိုတော့အယုတ်အောင်ကြီးပြာဒါမျိုးလည်းမလုပ်ဘူးမလုပ်တဲ့ခါကျတော့အခုစစ်တီတွေတစ်ဖက်မှာအဲဘယ်ခေါ်မလဲဆိုအညံ့ခံသွားတယ်ပေါ့ဗျာနော်အဲ့ဒီအညံ့ခံသွားတာတော့ခင်ဗျားတို့ခင်ဗျားတို့အထက်အရာရှိတွေစစ်တီတွေကြီးကအပြစ်မတင်နဲ့ခင်ဗျားတို့အထက်အရာရှိတွေကအသုံးမချဘူးကိုယ့်ဘက်ကတနက်ကကြီးစံပြစ်လိုက်လို့ရှိရင်နှစ်ချက်ပြင်ဂျမ်းဖြစ်တယ်နော် ကျမ်းဖြစ်ပြီအာဟိုတပ်ဖွဲ့ဝင်တွေပေးတာလေ G3 နေเนาะ G3 တွေအဲ့တော့ဟိုမိမိရဲ့လက်နက်တွေကလည်းကျမ်းဖြစ်ဖို့တော့ပဲဖြစ်နေတဲ့အတိုင်းဒါရှိတယ်ဒါကတစ်ခုပေါ့ဗျာเนาะအနောက်တစ်ခုအနေနဲ့ကအဲစစ်တီတွေကတိုက်စစ်မဟုတ်ပဲねခံစစ်ခံစစ်ဆိုရဲခါကြတော့ပြောမလို့ခံရင်စိတ်တွေရှိလာတဲ့ပုံစံမျိုးဖြစ်လာတယ်ဆိုလိုချင်တာကတိုက်စစ်တစ်ခုအရှိမအလန့်ကြီးဟုတ်လားဆိုလိုချင်တာအရှိတောင်ကုန်းရောက်အောင်တိုက် ရောက်တိုက်ပြီးတော့ရှိရင်တို့ဒီစကံပြောလို့ရှိရင်ဒါနောက်ဆော့ရမယ်လားဒီသဘုံကိုအရချေမောင်းရမယ်ဆိုတဲ့စိတ်တက်နဲ့ခင်ဗျားတို့တိုက်မယ်ဟေးဆိုလို့ရှိရင်စစ်တီအားလုံးကပန်းနိုင်ရှိတဲ့လမ်းကိုရှောက်တဲ့သူနဲ့ပန်းတိုင်မရှိဘဲနဲ့ငုတ်တုတ်ထိုင်နေရတဲ့ကိုယ်တိုင်နေဘယ်နေလဲဆိုတာစောင့်နေရတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့တိုက်ပွဲမျိုးဘယ်သူမှမတိုက်နဲ့ပြောဘူးခင်ဗျားတို့အဲ့လောက်တော့ဟိုခင်ဗျားတို့စစ်သားတွေကိုသိလိမ့်မယ်နော်ပန်းနိုင်ရှိရင်ဒီပန်းနိုင်ကရောက်အောင်သွားမယ်ဆိုတာရှိတယ်။ဆိုလိုချင်တာကအေးအေးကိုအပြုတ်တိုက်မယ်။ဟုတ်လား။ငါတို့တိုက်မယ်ဆိုလို့ရှိရင် စစ်သားလိုက်ကြိုက်ပြောတယ်အခုကအေးအေးကိုခံစစ်နဲ့အာသိရမလားနိုင်ငံရေးကစားမယ်ခင်ဗျားတို့ကမှဒီမျိုးပေါ့နိုင်ငံရေးရောင်ရောင်ဘာရောင်ရောင်နဲ့ဒီဟိုကမှဆိုတော့လှုပ်ရှားစစ်ကိုတိုက်နေမှာဘယ်စစ်တီးရအောင်မတိုက်ချင်တာခင်ဗျားတို့စစ်သားတွေကိုအပြစ်ပြောလို့မရအောင်နော်စစ်သားတွေအပြစ်ပြောလို့မရတော့ဘူးအဲ့တော့တပုံကတိုက်ပဲဆိုရှင်တိုက်ပေါ်တကက်ဟိုဘယ်လိုခေါ်မလဲဆိုရှင်စစ်ပြူကအကောင်းအောင်ဆွဲအဲ့တပုံစကန်းတွေကိုအကုန်လုံးကိုပုတ်ချီဖို့ကြိုးစား ဆိုလိုချင်တာကဘယ်တပုံမှစစ်တပ်ကိုခံချနိုင်သွားမှာမရှိဘူးတကယ်တမ်းလုပ်မယ်ခေဆိုလို့ရှိရင်ဆိုလိုချင်တာကစစ်တပ်ရဲ့ဒီနီးပြူအားတွေချာအကုန်သုံးရမယ်နော်အကုန်သုံးရမယ်တခါလဲတောင်ဆိုဂရုံးတုံးပြရမယ်နော်မြေဆိုလှန်ပစ်ကြမယ်ဘာမှအဖြစ်ရှိတော့အောင်မလုပ်နိုင်တဲ့ဒီတပုံကဒါမျိုးအောင်မြင်လာတယ်ဆိုတဲ့ခါကျတော့တေချာတစ်ခုကတော့ခင်ဗျားတို့အထက်အရာရှိလို့ကဖျဲသီးဖြစ်နေတာ နော်စစ်တပ်ကထွက်တိုက်မယ်ဆိုရင်တဲ့ရွာသူရွာသားတွေဖမ်းပြီးတော့တဲ့လူသားတိုင်းလုတ်တယ်အဲ့ဒါမှသူတို့အထရေနော်နေပြီးတော့မကြတာနော်ဟုတ်ပြီအဲ့တော့မြေပြန်တစ်ကမယ်တက်စခန်းလာတိုက်နိုင်ပြီဆိုဆိုတော့သူတို့ရဲ့ပုံစံကမြေလံတစ်မြေလံမျိုးကိုတိုက်ရမယ်ပုံစံမျိုးမှာမြေလံမျိုးတိုက်မှာကိုကဖင်လန်တိုက်တာဟုတ်ဗျတတ်တော်ဆိုးတယ်နော်အဲ့တော့အခု ်စစ်တီလက်မှတ်ချသွားတယ်ဒါခင်ဗျားတို့ဟိုသူတို့မှာအပြစ်ကတော့ပုံမှန်လင်းပြောရင်မရှိဘူးသူတို့တွေတော်တော်ဒုက္ခရောက်နေတာနော်ဇာတိဥဒုဆိုတာတမျိုးအဲနောက်တစ်ခုကတော့ခင်ဗျားတို့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ရီမန်းချက်မရှိတော့ရီမန်းချက်မရှိတော့ဒီတိုက်ပွဲကိုတိုက်နေရဖြစ်တဲ့တကြောင်ဟိုတဘောကရီမန်းချက်ရှိတယ်စစ်တိုက်ချင်စိတ်ရှိတယ်ဆိုလိုချင်တာကဒီစခန်းကိုသူတို့အရာတိုက်မယ်ဆိုလို့ရှိရင်အရာတိုက်တာ ကိုကစခန်းကိုအရတိုက်တာလည်းမဟုတ်ဘူးကိုကဘာဘာဆိုဘာလုပ်လို့ဘာစစ်လို့ဘာစစ်မှန်းအောင်မသိတဲ့ဘလို့ခေါ်မလဲလှုပ်ရှားစစ်နဲ့ဘလို့ခေါ်မလဲဆိုတော့ဖျဲသီးစစ်ကိုဘယ်သူမှမတိုက်ဘူးဖျဲသီးဒီဟာကိုဘယ်သူမှမတိုက်ဘူးအဲ့တော့သူတို့ဟိုသွားပြီးအပြစ်ပြောလို့ရမှာလား